အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအားလုံးမင်္ဂလာပါ Bayern Munich အသင်းရဲ့ England အသင်းကောင်းဆောင်တိုက်စစ်မှု Hurricane ကကစားမပွားကအနာမြူကေမှာ Premier League မှာအနည်းဆုံး200ရာသီကစားပြီး Highest Level နဲ့ကစားဖို့သူ့မှာဆန္ဒအပြည့်အဝရှိတယ်အဓိက UEFA ကတော့ကျွန်တော်အားလုံးတည်ထားပြီးသား Hurricane ကအလန်ရှီယာတင်ထားတဲ့စံချိန်ကိုသူချိုးချင်တဲ့ဆန္ဒပဲသူ့ဘွားမှာအောင်မြင်တဲ့ Super League ကို Bayern Munich နဲ့သူစရရပြီ ဆိုတော့မနေ့ကစပြီးဘွန်ဒစ်စီကရထားတယ်အခုဂျာမန်ပူကန်ဖလားရထားတယ်ဆိုတော့သူတို့ကဆူဖလားမရတော့ဘူးဆိုတဲ့ဒါကတ်စ်တီချိန်စားတွေမရှိတော့ဘဲနဲ့သူ့အနေနဲ့လုံးဝဘယ်လိုပြောမလဲ under pressure မရှိဘူး free ဖြစ်သွားပြီဆိုတော့သူလှုပ်ချင်တာတွေသူလှုပ်လို့ရတယ်အခု European Golden Shoe Bundesliga ရဲ့ Golden Shoe ကို back to back ရတယ်ဆိုတော့ Harry Kane ကအခုလက်ရှိမှာ Champions League ရဲ့ top goal ဆိုတာလည်းရထားပြီးတဲ့အချိန်မှာ Premier League ကိုပြန်ပြီးတော့ Alan Shearer ရဲ့ all time Premier League ရဲ့ goal များဆုံးသွင်းတဲ့စံချိန်ကိုသူချိုးချင်တယ် ဘိုင်မြူနစ်သိတဲ့သူ့ရဲ့ contract က2029ခုနှစ်တိရှိတယ်။ဆိုဘိုင်ယန်ကသူ့ကိုတက်တန်းထပ်တိုးနိုင်ဖို့ရည်ရွယ်ထားတယ်လို့ Hurricane ကဒီ26ကုန်မှာ26ကြာရင်သူအသေးပြောင်းချင်ရင်ပြောင်းလို့ရမယ်ဆိုတဲ့သဘောတူညီမှုတစ်ခုကိုဘိုင်မြူနစ်နဲ့ထည့်ထားတယ်။ဆိုဒီနှစ်ကုန်မှာ Hurricane ကငါ Premier League ကို ပြောင်းချင်တယ်ဆိုရင်ဘာလို့ခုဒီရာသီက Hurricane အတွက်300ရာသီမြောက်ရာသီ300ရာသီတော့ရောက်ရာသီကုန်ရင်ဒါဘိုင်ယန်ကသူ့ ဒါယူရိုတန်60 6ယူရိုတန်60ပေါ့လေယူရိုတန်60နဲ့ထွက်ခွင့်ရှိမယ်သဘောတူညီမှု65တန်း sorry 65တန်းနဲ့သဘောတူညီထွက်ခွင့်ရှိမဲ့သဘောတူညီမှုရှိတယ်အဲ့ဒီနေရာမှာသူ့ရဲ့အသင်းဟောင်း Tottenham Hotspur ကတော့ Hurricane ထွက်လို့ရှိရင်ပြန်ခေါ်လို့ရမယ့် first option နေနဲ့သူတို့ကရှိတယ်ဆိုတော့ Hurricane ကအဲ့200တီလိုတယ် အလန်ရှီယာ record ကိုချိုးဖို့ဆိုတော့ hurricane တွေနဲ့ဘိုင်းမှာဆက်ရှိရင်တေချာပေါက်ပြနောက်ထပ်ဂိုးတွေတဲ့အောင်မြင်မှုတွေရမှာဒါပေမဲ့သူ premier league မှာရှင်းရှင်းလေး england ကလာတယ် english ကစားမတယောက်အနေနဲ့အလန်ရှီယာဆိုရင်ပြသူ korea မှာ black band နဲ့ mbappe champion ရခဲ့တာကလွဲရှင်ဘာမှပြောစရာမရှိဘူးဆိုတော့ကျွန်တော်တို့အလန်ရှီယာနဲ့ပတ်သက်လို့ရှိရင် Premier League ရဲ့ all time top goal scorer ဆိုတဲ့ဂုံပုတ်လေးတစ်ခုနဲ့ကိုသူကအမြဲတမ်းအမြဲတမ်း top top level မှာသူ့ကိုအမြဲတမ်းစဉ်းစားရတာဆိုတော့အဲ့ဒါကို Hurricane ကဖျက်ချင်တယ်ဆိုတော့ Hurricane ရဲ့လက်ရှိ top goal scorer record က ပရီးမီးယားလိမှာဟာရီကိန်းကဒါအာလန်ရှီယာရဲ့တွင်ကို260ပေါ့လေပရီးမီးယားလိတွင်ကို260ကိုမှီဖို့အတွက်49ကိုလိုတယ်အဲ့49ကိုကသူ200သီးတွင်းမှာချိုးနိုင်တယ်တရားသီးကို20အစိတ်ပဲထားသူကောင်းကောင်းချိုးနိုင်တယ်ဆိုတော့ဟာရီကိန်းကအဲ့အတွက်ကြောင့်သူကအင်္ဂလန်ပရီးမီးယားလိကို2026ဒါမှမဟုတ်29ဖြစ်နိုင်ကြရတော့26ပေါ့လေ26ကသူ့ရဲ့ contract ကသဘောတူညီမှုရောကြီးစာချုပ်ယူရို65သန်းနဲ့ထွက်လို့ရတဲ့အချက်ကြောင့်သူပြောင်းကျင်တယ် hurricane ပြောင်းဖို့စဉ်းစားတဲ့အထက်မှာသူသဘောကျပြီးတော့အဲ့ project ထဲမှာ Manchester United ကတော်တော်လေးသဘောကျတဲ့အသင်းထဲမှာပါတယ်။ဟို United ကိုသူဘလို့စဉ်းစားလဲတော့မသိဘူးပေါ့လေ။ဒါအခုလောလောဆယ်အနေထားရ hurricane က Man United ပေါ့လေ။ Van Gerkor ရဲ့ report ရဆိုရင် hurricane က manchester united ကိုပြောင်းနိုင်မဲ့ option ဖြစ်စဉ်းစားတဲ့အထင်မှာထားတယ်။ဒါပေမဲ့သူ့ရဲ့အသင်းဟောင်း tottenham hotspur ကလည်း hurricane ရဲ့ main option ထဲမှာပါတယ်။ hurricane ကို tottenham hotspur ကပြန်ခေါ်လို့ရတယ်ဆိုတဲ့ဦးစားပေးနံပါတ်1အသင်းဖြစ်ရှိတဲ့အချက်ကြောင့်ဖြစ်တယ်။အဲ့ဒါကသူ့ရဲ့ main အဓိက ဖြစ်တဲ့အကြောင်းဖော်ပြထားတယ်။ဆိုတော့200တီ hurricane ဒါ48ကို premier league 48ကို hurricane ချိုးနိုင်တာ ကျွန်တော်တင်တော့ Manchester United မှာဆိုလဲသူအနည်းဆုံးတော့59ဂိုး90လောက်ရတယ်ဗျာအသင်းကဖန်တီးမှုကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ Hurricane ရဲ့ဂိုးသွင်းတေချာမှုနဲ့နေရာယူမှုကတော့ United ပါပဲဖြစ်ဖြစ်စပါးမှာပဲဖြစ်ဖြစ်ကြိုက်တဲ့အသင်းဥမာ Man City လိုအသင်းမျိုးတွားရင်ပိုတော်ရသေးတယ်ဒါပေမဲ့ Erling Haaland ရှိရတော့ရဖို့ခက်တယ် Liverpool ကလည်းမဖြစ်နိုင်ဘူးဗျာ Hurricane ပြောင်းနေတဲ့ချိန်ရှိတယ်မှာ Manchester City ကလုံးဝမဖြစ်နိုင်ဘူး Everton ဒီတစ်ဖက်က Liverpool ကလည်းမဖြစ်နိုင်ဘူး ယူကိုအာကီတီကေရှိတယ်ပြီးတော့မှအာလဆနာအီဆက်ရှိတယ်အာဆယ်ကယိုကရက်ရှိတယ်ကုလလောဆယ်ဆိုဖာယာတော့မဖြစ်နိုင်ဘူးအဲအဲ့နေရာမှာစပါးကတော့ရီချာ ඩ් ဆင်ဆလိုင်းကီရှိတယ်ကိုလိုမွားနီရှိပေမဲ့သူတို့ဟာရီကိန်းဆိုရင်တော့လက်ဂျန်ကိုပြန်ခေါ်မှာယူကာဆယ်ယူနိုက်တက်မေဘီဖြစ်နိုင်ခြေရှိတယ်အစံဗီလာဖြစ်နိုင်ခြေရှိတယ်။ဒါပေမဲ့ Chelsea Chelsea လည်း potential ရဖြစ်နိုင်ခြေရှိတယ်။ Chelsea လည်း Hurricane ရရင် Hurricane ကတော်တော်အားကိုးရတယ်။နံပါတ်1 England captain ဖြစ်တယ်။ကောင်းကောင်းတော့ကြည်တယ်ဗျာ Premier League နဲ့ပတ်သက်လို့ ဟာရီကိန်းကအင်္ဂလန်ကိုပြန်ပြီးရှီယာရက်ကော့ကိုချိုးဖို့ပြန်ဖို့ဆန္ဒရှိတဲ့အတွက်ဘယ်သင်းကသူ့အတွက်အသင့်တော်တော့လဲပန်ချက်ကော့မန်ရှင်းလုပ်ထားတာတော့ United ကဖြစ်နိုင်ခြင်းအရှိဆုံးနဲ့ Tottenham Hotspur ကနောက်ထပ်ဖြစ်နိုင်ခြင်းရှိတဲ့အသင်းလို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်